ခဏရသားသမီးမရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုရှောင်းတဲ့ကောင်းတဲ့ဖော်ပြချက်တွေကမှန်ကန်ပြီးရောအနိဋ္ဌသဘောကိုရှောင်းတဲ့မကောင်းတဲ့ဖော်ပြချက်တွေကတတက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ ကံအလွန်ကောင်းတဲ့နေလို့ဖြစ်ပါတယ်။ကြံစီသားသမီးအရာတွေကိုဒီနေ့အတွက်ရရဲတာလှုပ်ဆောင်ပါမဟုတ်ချအောင်မြင်မဲ့နေလို့ဖြစ်ပါတယ်။အဆုဆက်တူရှယ်ယာကိစ္စတွေစာချုပ်ချုပ်ဆိုပြီးတော့လုပ်မဲ့လုပ်ငန်းတွေကိုတော့ဒီနေ့မှအထူးသတိထားပြီးဆောင်ရွက်နော်။ကျမ်းမာရေးအနေနဲ့လည်းလက်တစ်ဖက်နာတာလက်တစ်ဖက်ကြိုက်တဲ့ဝေဒနာမျိုးတွေ ခစားရတဲ့တဲ့ဝရေးကြီးကန်နေတောင်းနေနော်ချစ်သူစီကနေပြီးတော့မမျော်လင့်ဘဲနဲ့ဒီနေ့မှာလက်ဆောင်ရတဲ့တဲ့အကျိုးပေးတဲ့ကနန်းကတော့၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့ အယောင်မှာအနီရင်ရဲ့အယောင်ပဲဖြစ်ပါတယ်။အနီရင်ရဲ့အယောင်နဲ့ကျက်သေးအောင်ပဲဖြစ်ပါတယ်။ရေဒီယာအနီနဲ့မိမိအိမ်ရှိပြားမှာဈီးဖြော်ရင်ကက်လူပြားမှာဖြစ်ပါတယ်။အကယ်၍ဈီးဖြော်ရင်မရရင်အစင်ပြေတဲ့ဖြော်ရင်တစ်ခုခုကက်လူပေးလို့လည်းရတယ်နော်။ခொနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိတ်ထားသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့ အနေထားသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ရှင်အောင်လွှဲမပါစေ2025ခုနှစ်နဝင်ဘာလ9ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာစိတ်ချမ်းသာစရာတွေဝမ်းသာစရာတည်ငောင်းနေနဲ့ပြင်းနေနေတဲ့နေမျိုးဖြစ်ပါတယ်။ဘာပဲလို့လို့ရရဲ့တင်းတင်းတာလှုပ်ဆောင်ပါအဆင်ပြေအောင်မြင်မယ်နော်။ ကံအခွင့်ရေးအခွင့်အလမ်းတွေလည်းဒီနေ့မှအထူးကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။အချီးရင်နဲ့အိမ်တော်ရေးမှာတော့မဖြစ်စလောက်ပြဿနာတိတိလေးရစပြီးတော့ဒူးတယ်ကြီးကြီးစကားများတာအထင်မြင်လွဲစရာများနဲ့ဒီနေ့မှကျုံတရားတက်တဲ့ကျမ်းမာရေးအနေနဲ့လည်းတည်ထားနော်။မတော်တဆထိခိုက်မိတာထိခိုက်တံရမျိုးတွေဖြစ်တတ်တယ်။အချိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကဘဝရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်။ရရအအနေနဲ့မိမိအိမ်ရှိဖျားမှာနနတိကလူပြရမှာဖြစ်ပါတယ်ရှင်။ခொနရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်းပြင်းမပါစေ 2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အင်္ဂါသားသမီးများအတွက် တနေ့တောင်ဟောစတန်ဖြစ်ပါတယ်။အင်္ဂါသာသမီများအတွက်ဒီနေ့မှရဝေးမှာရှိတဲ့ပြည်ပမှာရှိတဲ့ဆွေမျိုးမိတ်ဆွေတွေစီကနေပြီးတော့ဝမ်းသာစရာစိတ်ချမ်းသာစရာတည်င်းစကားတွေဒီနေ့အတွက်ကြားသိရတတ်တဲ့အဖို့တန်တဲ့ပစ္စည်းတွေလည်းဒီနေ့အတွက်ဝင်မနော်။ဝေကြီးကံတွေအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ကျမရဲ့အနေနဲ့လည်းတတိထားနော်။လက်တစ်ဖက်ကြိုက်တာနာတာမျိုးတွေဖြစ်တတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့ တင်းနဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအနီရောင်ပဲဖြစ်ပါတယ်။ရေရရာအနီနဲ့မိမိအိမ်ရှိဖျားမှာအုံဒီစိတ်60ကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခုနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိထသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိထသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောဇရန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာအလုတ်ထဲမှာဝေဝဲရခတ်တာ ဆုံဖြာခတ်တာအလုတ်လောရမလို့မလို့ရမလို့အလုတ်ထွက်ရမလို့မထွက်ရမလို့ဝေခွဲရခတ်ဆုံဖြာခတ်ဖြစ်နေတဲ့အတွက်အလုံးနဲ့ပတ်သက်ပြီးသွားရင်ဒီနေ့အတွက်ကိုစိတ်ရှည်တီးခန္ဓာကပို့ပြီးတော့အဆင်ပြေတယ်နော်ကိုယ်ကိုလည်း တကူတကအထင်လွဲခံရတာအဆွဆွဲခံရတာအကောင်းအထင်မခံရတာအကောင်းအပြောမခံရတာမျိုးတွေလေဒီနေ့မှဂျုံတရားတက်တဲ့ရွှေလဝိယရနာပစ္စည်းတွေလေတတိထားနော်ထွက်တာပြက်တာပျောက်တာပျက်စီးတာကြပြောက်တာမျိုးတွေလေဖြစ်တတ်တဲ့အထက်လူကြီးအကြီးငယ်တွေစီကနေပြီးတော့လေမိမိတို့အတွက်ကိုအထောက်ပံ့ကောင်းတွေအကူအညီကောင်းတွေရရှိတတ်တဲ့ ကျမ်းမာရေးအနေနဲ့လည်းဖိုက်နာတဲ့ဖိုက်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီရေးမှလည်းတာယာတယ်နော်အကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှရွှေဝါရောင်နဲ့ညူရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအရှိပြားမှာပူတင်ပေါင်မို့ကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်စင်အောင်လွှမ်းမပါစေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ဇာတာပရိသတ်မိများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသတ်မိများအတွက်ဒီနေ့မှာ ထင်ငော့ကြံ့ကြံနေတဲ့ကိစ္စတွေကဒီနေ့မှပြန်လဲပြည်လဲသွားတတ်တယ်။ကောင်းတဲ့အပြောင်းလဲကံကြမ္မာကောင်းတဲ့အပြောင်းလဲတွေနဲ့လဲဒီနေ့မှကြုံတရတတ်တယ်။လက်လွန်ထားတဲ့ငွေရေးကြီးတွေရှုံးပြီလို့တတ်မှတ်ထားတဲ့ငွေရေးကြီးတွေကလည်းအဖက်ဖက်ကနေပြီးတော့ကျွေးလာဆက်တာငွေလာပေးတာငွေရေးကြီးတွေပြောင်းဝင်လာတတ်တယ်နော်။အချိန်မှလဲတာရတယ်နော်။ကျမ်းမာရေးအနေနဲ့ကိုလဲရရန်တဲ့ဝေဒနာမျိုးတွေရှင်ဘအောင်တဲ့ဝေဒနာမျိုးတွေ ခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအစိမ်းအောင်နဲ့အစိမ်းရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ယရိယာအနေနဲ့မိမိအင်ရှိပြားမှာလဖက်ရီကတ်လူပြားမှာဖြစ်ပါတယ်ရှင်။ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေက တတက်ရှင်အောင်လွင်မပါစေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက် ဒီနေ့မှာအလုံးမှာစိတ်မပါပဲဖြစ်နေတတ်တယ်အလုံးထဲမှာအစင်မပြေမှုတွေကတခုတခုစုလူမျိုးတွေကြုံရတတ်တယ်အလုံးနဲ့ပတ်သက်ရင်ဒီနေ့မှာစိတ်ရှိတည်ခံပြီးတော့လုံးနော်ပျက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းတခုတခုစုလူအိမ်မှာရုံးမှာ အလုံးတွေမှာ ပြုပြင်ရတတ်တယ်ပြင်ဆင်ရတတ်တယ်လူမျိုးကြားဘာသာကြားတွေကမိမိကို အထောက်ပံ့ကောင်းတဲ့အကူအညီကောင်းတွေရရှိတတ်တယ်ဝေးကြီးကံဒီနေ့ကောင်းတယ်နော်ကျမ်းမာရဲ့အနေနဲ့ကိုယ်လက်ရရတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အခြေအမှလည်းချစ်သူကမိမိကိုအထင်မြင်လွဲမစရာများနဲ့ကြုံတွေ့ရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့လေးဖြစ်ပြီးအကျိုးပေးတဲ့အကြောင်းမှအစိမ်းအောင်နဲ့ အနီရောင်ပဲဖြစ်ပါတယ်။ရေလျာအနီနဲ့မိမိအရှိပြားမှာပေါင်မုတ်၅ချပ်ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေက တတက်ဆင်လွှဲမပါစေ။၂၀၂၅ခုနှစ် နိုဝင်ဘာလ9ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုပ်ထဲမှာမိမိတို့မျှော်လင့်မထားလောက်အောင်အောင်မြင်မှုတွေတိုးတက်မှုတွေဝမ်းသာစရာတွေကြည်နူးစရာစိတ်ချမ်းသာစရာများနဲ့ဒီနေ့မှာကျုံတရားတက်တဲ့ဝေချေးကံလဲဒီနေ့အတွက်အလွန်ကောင်းတယ်နော်အဖက်ဖက်က နေပြီးတော့လဲကံအခွင့်အလမ်းတွေလဲထားကောင်းတယ်ဘာပဲလုပ်လို့ဒီနေ့အတွက်ရဲရဲသာလှုပ်ဆောင်မှအဆင်ပြေအောင်မြင်မယ်နော် ချမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးကြီးခံစားရတတ်တဲ့အခြေအမှလည်းတာရတယ်နော်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဖြူရောင်နဲ့ဝေရောင်ပဲဖြစ်ပါတယ်ရေဒီယာအနေနဲ့မိမိရဲ့အရှိပြားမှာကောင်းခြင်းပေါကလူပေးရမှာဖြစ်ပါတယ်ရှင်